တနင်္ဂနွေသားသမီးတွေအတွက်တပတ်စာတဲတော့ကန့်ကြပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတနင်္ဂနွေသားသမီးရဲ့ဒီချိန်ဒီကာလမှာတော့ကိုလှုပ်ဖို့ရည်ရွယ်ထားတဲ့လုပ်တွေရဲတင်းလှုပ်ပါအင်တိုင်းအားလိုက်လှုပ်ပါလောကကိုကြွေးကြော်ပြီးတော့လှုပ်ပါအစဉ်ပြေမဲ့အောင်မြင်မဲ့အချိန်ကိုရှောက်လို့နေပါတယ်တခုတတိသားမှာကမိမိထံသို့လိန်လေလှဲ့ပြမဲ့သူတွေရှောက်လာတတ်တာကိုတတိမမေ့တင်ပါဦးဗျာ ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အထူးသဖြင့်ရွှေဝင်လာဖို့ရှိပါတယ်ဗျမိတ်ဆွေပေါင်းတင်တဲ့ကအီဥအေဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်ဒါကတော့လည်းပူတယ်ပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်သတိထားမဲ့နေ့နဲ့နေ့ကရှားရလာဝပါတဲ့သူတွေသတိထားရှောင်ကြဉ်ရမယ်၎င်းနေ့နဲ့နေ့ကမိမိပေါ်မှာ မကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။ဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းလဲတွေဖြစ်မယ်။အဝင်ထွက်တွေဖြစ်မယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့14ရက်အတွင်းဝယ်ပါ။ကားကောင်းကားတန်ကိုပိုင်ဆိုင်ရမယ့်အချိန်ဖြစ်ပါတယ်။ ရန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်မလို့သို့တော်လည်းပဲကိုကရန်နေဝိုင်းနေတတ်တဲ့ကာလဖြစ်ပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တာယာချင်းပျော်ရွှင်ချင်းကြည်နူးချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်တန်းရမှာဖြစ်ပါတယ်။ဇမ္မာရေးနဲ့ပတ်သက်တဲ့ကိစ္စကတော့အစာအိမ်ဥလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါလေခံစားရတတ်ပါလေ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာယနာတမ္မံတော့အောင်ပြီဆိုပြီးတော့ဒီနေ့ကိုပရိသုံးဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ100%ရှိပါလက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တရားတို့တထောင်တို့တသောင်းတို့တသိန်းတို့သိန်းတရားတို့သိန်းတထောင်တို့သိန်းသသောင်းတို့ ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကီကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ရဲရဲပါတော့ဝစ်စားတွေကိုဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်သာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတဲရရတာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိရဲ့အိမ်ဖျားမှာပေါင်ပုံထောပတ်တော့၅ချက်အမွှေးတိုင်း၅တိုင်းကတ်လူပူဇော်လှူဒန်းပြီးတော့ ုဖြစ်ရှင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ရုံရုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတောင်းပါဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ကနေကြည့်ရှုအားပေးနေတယ်ဆိုတာလေးလည်း comment လေးမှာ မှန်ခဲ့ပါတလင်းလာသားသမီးအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်တလင်းလာသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့အိမ်မာအနေနဲ့ပဲအပြင်းမာလှုပ်ရှားသွားလာတယ်များလိမ့်မယ်ပြည်တွင်းပြည်ပါခီးတွေအားကောင်းတယ်တောင်တန်းတွေရှိတဲ့နေရာလေးခီးသွားမယ်အိုဘာစီးခီးတွေတွားတဲ့အချိန်ဖြစ်ပါဩဇာပစည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ရွှေဟောင်းတွေထွက်ပြီးရွှေအစ်စ်တွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါ မိတ်ရွေပေါင်းတဲ့ကစစစစညာနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်ပြီးတော့လှုပ်တဲ့လှုပ်တွေစင်ပြပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိထားမယ်နေ့နဲ့နေရတာထဒဇနနာမည်ပါတဲ့သူတွေတတိထားရှောင်ခြင်း၎င်းနေ့နဲ့နေရကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။ ကာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်ထောက်ကြည့်နေဖို့လိုအပ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ15ရက်ကျော်မှဝယ်ပါဗျရန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်လို့အမျိုးသမီးတဦးကကိုကိုရန်လို့တော့တိုက်ခိုက်တာလို့စောင်းမြောင်းတာမျိုးတွေရှိပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ကိုရဲ့ချစ်သူကိုရဲ့အိမ်တော်ဘက်တွေက ခยีလွန်နေတာလို့ခยีထွက်နေတာလို့အဆက်အသွယ်ပြတ်တောက်နေတာတို့ကြုံရတဲ့အချိန်ဖြစ်ပါကျမရည်နဲ့ပတ်သက်တဲ့ကိစ္စကတော့အာယုံကြောနဲ့ပတ်သက်တဲ့ယောဂဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါလေခံစားတတ်ပါလေဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုရင်ဒီနေ့ကိုပတိ၄ဘက်စိတ်ကမှာပဲဖြစ်ပါလေ ကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ90ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့900 9000 9000 9သိန်း3500 3900 3900 3900အဲ့ဒီအချိန်ဖြစ်ပါအဲ့ဒါဆက်လက်ကြီးကလာညွန်ကြပြဆိုရမယ်ဆိုရင်တော့အဝါယံပါတော်ဝိစာရီကိုဝိစင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်တာတဲတော့ရတဲ့တခုကိုညွန်ကြားပြဆွေရမယ်ဆိုရင်တော့ကျေပကဏတစ်ချက်တည်းကိုတခွားသီး6စိတ်ထက်အမွှေးတိုင်း6တိုင်းစပြီးတော့မြတ်စွာဘုရားကတ်လူပူဇော်လူတန်းချင်းအဖြစ်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်ကြီးပြေပြောက်ပြီးကောင်းချိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာ အင်္ဂါသာသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါအင်္ဂါသာသမီးကဒီချိန်ဒီကာလမှာတော့ရည်ကြီးရဲ့လုပ်ငန်းဆောင်တာတွေရှိခဲ့မယ်ဆိုရင်တော့တဦးတည်းတယောက်တည်းကိုပိုင်ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်တာတွေလုံးဝလုံးဝရှောင်ကျဉ်သင့်တဲ့အချိန်ဖြစ်ပါတယ်တက်သည့်နားလေတဲ့လူတွေနဲ့တိုင်တိုင်မြင်မြင်ညင်ညင်နိုင်နိုင်လုပ်ပြီးတော့ခေါင်းကြီးထားမယ်အချိန်ဖြစ်ပါတယ် ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ဆက်ပစ္စည်းအစ်စ်ဝင်ပါလိမ့်မယ်။စိန်ခြေပစ္စည်းအစ်စ်တွေဝင်လာဖို့ရှိပါတယ်။မိတ်ဆွေပေါင်းနေတဲ့ကစဆဆဆညနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့အလုပ်တွေအဆင်ပြေမယ်အောင်မြင်မယ်။ဆက်ပြူရှယ်ရလုပ်ငန်းတွေလည်းလှုပ်ဝတ်တဲ့အချိန်ဖြစ်ပါတတိယအမှတ်၄နဲ့နေရတော့ R E U A O အာလို့အေးလို့အီလို့ပါတဲ့သူတွေတရီသားရှောင်ခြင်းရတကောင်းနေတဲ့နေရာကိုပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရပါလိမ့်မယ်တာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ16ရက်ကျော်မှဝယ်ပါဗျာ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျ။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုယ့်ဘက်ကနေအလျှော့ပေးပေါင်းမှကောင်းပါလိမ့်မယ်ဗျ။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့ခါနာတက်တဲ့ခါကြိုက်တက်တဲ့ကြောကုံအောင်တက်ပါလေဗျဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ အရဟံအောင်မီဆိုပြီးတော့ဒီနေ့ဥပဒိ7ဆိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာနိုင်ဒီပါစင်ရှိပါတယ်ဒါကလည်းပတ်သက်တဲ့ကိစ္စတွေကတော့တရားတို့တထောင်တို့တသောင်းတို့တသိန်းတို့တိတ်တရားတို့တိတ်တထောင်တို့တိတ်တသောင်းတို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတဘက်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ညီညူရောင်တို့အညူရောင်တို့များများပါတဲ့ဝစ်စားတွေဝစ်စင်ခြင်းအဖြစ် ကိုဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတရားတစ်ခုညွန်တားပြဆိုရမယ်ဆိုရင်တော့ဆုံးကံကြွတဲ့ဖုံးကြီးကို ပူတင်းပါမို့ငါလုံးလောင်းလူချင်းအားဖြင့်လူချင်းမျိုးမှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ောဓဘုဒ္ဓသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ဘောဓဘုဒ္ဓသမီးရဒီချိန်ဒီကာလမှာတော့ခရီးတွေထွက်နေရတာမျိုးတွေကြုံရတတ်တယ်။အထူးသဖြင့်တောင်တန်းတွေရှိတဲ့နေရာတွေခရီးထွက်ပါတတ်တယ်။ကြာကြီးလိုနေရာ၊နေပြည်တော်လိုနေရာ၊တောင်ကြီးလိုနေရာမျိုးတွေသွားတတ်တဲ့အချိန်ဖြစ်ပါဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ဖုန်းကောင်းဖုန်းသက်ဖုန်းသစ် iPhone လိုရမျိုးတွေဝင်လာတတ်တယ် ရည်ဘွက်တွေဝင်လာတတ်တယ်ပရိကောကပစ္စည်းအစ်စ်တွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါမယ်မိတ်ဆွေပေါင်းတင်တဲ့ကအာဤဥအီဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေကိုယ့်ကိုကောင်းချူပေးတယ်၎င်းတို့ ਨੇ တွဲဆက်တဲ့လုပ်တွေအောင်မြင်ပါလိမ့်မယ်ဖြစ်ထွန်းပါလိမ့်မယ်တတိယအမဲ့နေ့နဲ့နေ့တစ်ခါတည်းမှားလိုက်မယ်ကာခခကငါနာမည်ပါတဲ့သူတွေတတိယရှောင်ကြရမှာဖြစ်ပါတယ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စအမြင်ရနေပြုတ်ကြတာခြေချော်လဲတာတွေဖြစ်တတ်တယ်။အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စထိခိုက်တန်ရန်လေးတွေရှာတတ်တယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ16ရက်ကျော်မှဝယ်ပါဗျ။ရန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့ပါဘူး။ကိုကရှမ်းလို့တဲ့သူစောင်းနှောင်းတဲ့သူတယောက်ရှိပါ။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စ အချစ်တဲ့တပံမွေးဖွားခြင်းဆိုတဲ့ကိင္ကနမျိုးကိုရှောက်လို့နေပါလေဗျဇမိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအတော့အကျော်စင်းမြင့်နဲ့ပတ်သက်တဲ့ယောဂါလေးဖြစ်တတ်ပါလေခံစားတတ်ပါလားဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့သူကတော့အောင်ပြီဆိုပြီးတော့ဒီနေ့ကိုပြီး6ပတ်ဆက်ရမှာပဲဖြစ်ပါ န္တရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်။တရားပန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့400 400တောင်400တောင်400သိန်း340သိန်း400သိန်း400တောင်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာညွန်ကြားပြဆိုရမယ်။ဆိုရင်တော့အဖြူရောင်တို့အဝါရောင်တို့အသားရောင်တို့စင်စွဲရောင်တို့ပါတဲ့ အဝိဇ္ဇာတွေကိုဝိစင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီရမယ်။ကံခွင်လန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောက်မယ်။တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲရောရတဲ့အခုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုလက်ဖေးလေးကွက်အမွှေးတိုင်းလေးတိုင်းကလူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒတွေကို ရည်ရည်နဲ့နဲ့ရုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးဆူတောင်းမှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအញ្ញံခိုက်ကြည့်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာရှားဥသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါလေ ရောင်ကားသမီးဒီချိန်ဒီကာလမှာတော့ဖြက်ခနဲပြောင်းပြီးတော့ကွက်ခနဲကောင်းစီမယ်ခြေနေကောင်းခွင့်ကကောင်းအောင်ရှောက်လို့နေပါလေပြခြေရတဲ့လုပ်တွေဆိုရင်တော့လုပ်ပြီးတော့ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့စိတ်ဝင်ခြင်းစက်ပစ္စည်းတည်ဝင်ခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတင်တဲ့ကအာဣဥအေဩအောင်လို့အေးလို့ဣလို့ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူတယ်ပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေမယ်အောင်မြင်မယ်တတိဓာမဲ့နေနဲ့နေရတာဟနာမဲ့ပါတဲ့သူတွေတတိဓာရှောင်ခြင်း၎င်းနေနဲ့နေရမိမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စခယူဆိုင်ပါလွတ်ထားလို့မရပါဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်ထောက်ကြည့်နေဖို့လိုအပ်ပါတယ် ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေရှေ့ရကြော်မှာဝယ်ပါဗျ။ရန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမိကရှမ်းမလို့တော့လည်းပဲကို့ကိုရှမ်းလို့တဲ့သူတိုက်ခတ်တဲ့သူစောင်းမြောင်းတဲ့သူ၃ယောက်တောင်ရှိပါတယ်။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တာယာချင်းပျော်ရွှင်ချင်းကြီးနူးချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်တန်းရမှာပဲဖြစ်ပါကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ဒူးနာမယ်ဒူးကြိုက်မယ် ကျောကုန်းနေအောင်တက်တယ်နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါလေခံစားတတ်ပါလေဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံဒီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနုတ္တရောပုရိဒဓမ္မတာတတိအောင်ပြီဆိုပြီးတနေ့ကိုပတိ6ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုရွေ့လျားနေတာ100%ပါစင်ရှိပါလေလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့900လို့900လို့900လို့ ိုးတိတ်လို့390လို့390ရာလို့390တောင်လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်ကလက်ကြီးကလာကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့အဖြူရောင်ဆင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့အဝတ်စားတွေကိုဝေ့စင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်အသာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကန္ဓမာပန်းအဝါရောင်၅ပွင့် မွေးတိုင်း၅တိုင်းတောက်တော်ရင်၅ကွက်ရဲစွာဘုရားကိုကတ်လူပူဇော်လူတန်းပြီးတော့ကိုဖြစ်ရှင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ဂျုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းပါဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာဂျာတာရိကာသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါ ခြားသာပြိသာသမီးရဒီချိန်ဒီကာလမှာတော့အလုံး2မျိုးလောက်ရချင်းဝင်ငွေ2မျိုးရချင်းဒီကျုံအပ်တဲ့အချိန်ဖြစ်ပါတယ်။နိုင်ငံခြားနဲ့ပတ်သက်တဲ့ခရီးစဉ်တွေလည်းတွားတဲ့အချိန်ဖြစ်ပါတယ်။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အထူးသဖြင့်ရွှေဝင်လာမှုရှိပါတယ်ဗျာမိတ်ဆွေပေါင်းနေတဲ့ကတာဟနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ဘူးတွေပေါင်းဆက်တဲ့လို့ဒီစင်ပြေမဲ့ အောင်မြင်မယ်တတိဓာမဲ့နေတဲ့နေရာတော့အာဣဥဧဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိဓာရှောင်ကြရမှာဖြစ်ပါသာသမီနဲ့ပတ်သက်တဲ့ကိစ္စထိခိုက်တဲ့အလေးရတတ်တဲ့အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စခြေထောက်လက်ထောက်လေးတွေတွေ့ထက်တန်ဖြစ်တတ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့စနက်ရက်ကြော်မဝယ်ပါဗျာ ရန်နေနောက်ရက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့တရွာတကြီးစောက်ဆိုတဲ့ကိန်းကနဲမျိုးကိုရှောက်လို့နေပါတယ်ဗျ။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ခြေတော်အောက်ပိုင်းထိခိုက်ပြန်ရတဲ့တဲ့ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက် ဒိဋ္ဌံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တေဝမနုဿန်နဲ့အောင်မီဆိုပြီးတနည်းကိုပတိခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ပြီးပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တေကနန်းကိုကြောင်းပြုပြီးတော့ဝင်လာတတ်တယ်တရားတို့တထောင်တို့တသောင်းတို့တသိန်းတို့တိန်းတရားတို့တိန်းတထောင်တို့တိန်းတသောင်းတို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်လို့အနီရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအပြင်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတရားတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လမ်းမှာတွေ့တဲ့ခွေးလေးခွေးလေးလေးကိုမကြာခဏအစာကျွေးဒါနာပြုဆုတောင်းပါဗျာ ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါရဲ့ဗျတောက်ကြတာသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်တောက်ကြတာသမီးတွေကဒီချိန်ဒီကာလမှာတော့အလုပ်ပြောင်းရမယ်နေရာပြောင်းရမယ်အိမ်ပြောင်းရမယ်အဲ့ရနေရာထိုင်ခင်းပြောင်းရမယ်ရှင်နဲ့နှီးဆက်ပတ်သက်တဲ့နေရာတွေကိုပြောင်းရွှေ့နေထိုင်လုပ်ကြရတာမျိုးလေး ကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ဥဒ္ဒပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့စိန်ကောင်းစိန်တန်းတွေဝင်တတ်တယ်။ဆက်ပစ္စည်းကောင်းဆက်ပစ္စည်းတန်းတွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့တဲ့ကစဆဆဆညာနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစက်တူ share လုပ်ငန်းတွေကောင်းတယ်။တတိယမင်းနေ့နဲ့နေရတော့အာဤဥပေဩ အောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိဓာရှောင်ကြရမှာဖြစ်တယ်။တာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစား။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်။ကောင်းဝဲဖို့ရည်ရွယ်ထားတဲ့သူတွေဝမ်းမတ်တလအတွင်းဝယ်ပါဗျ။ရှန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမိရရှန်မလို့တော့လည်းပဲကိုယ်ရှန်လို့တဲ့သူ၃ယောက်ရှိပါတယ်ဗျ။ အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တူတဲ့တယောက်တည်း only one ဆိုပြီးတော့ single သဘောမျိုးလေးဖြစ်နေတတ်တယ်အထီးကျန်နေတတ်တယ်ဗျာကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့သွားနာခြင်းသွားကပ်ခြင်းတဖုံးရောင်ခြင်းတွေဖြစ်တတ်ပါလေဗျာဘုရားဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ဘုဒ္ဓအောင်ပြီဆိုပြီးတနေ့ကိုပဒီ၈ပတ်စိတ်ကမှာပဲဖြစ်ပါ ကံတရားအကောင်းဘက်ကိုဥတည်ရွှေ့လျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့800 8000ဝ0 0 80 300 300 800ဝင်လာတတ်တဲ့ချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်အနီရောင်ရဲရဲပါတဲ့ဝတ်စားလေးဝိစဉ်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မယ်တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ် တဲရရရတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့မေမျိုးပန်းအဖြူရောင်၅ပွင့်အမွှေးတိုင်၅တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးလေးနက်နက်ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆုတောင်းပါဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ စနေသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်။စနေသားသမီးကဒီချိန်ဒီကာလမှာတော့ဆရာသမားလိုပုံကိုတပည့်အောက်လက်ငယ်သားလိုပုံကိုလေးနဲ့တိုင်းတိုင်းဝုံဝုံလောက်ကတဲ့လုပ်ငန်းမျိုးတွေအကောင့်တွေပေါ်ရတဲ့အချိန်ဖြစ်ပါတယ်။ကိုယ့်ရဲ့အိမ်မှာလည်းအလှမင်္ဂလာဆောင်တွေပေါ်တတ်တဲ့ကာလဖြစ်ပါတယ်။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတည်တည်ဖွဲ့ဖွဲ့ရဆိုတော့ ठी တို့ဖနှက်တို့နာယီတို့အထယ်လေးတို့ဝင်ပါလိမ့်မယ်။ ကြီးကြီးမားမားတဲ့ဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာပါလိမ့်မယ်ဗျကောင်းတော့ဝင်ခြင်းဖြစ်ပါတယ်ဗျဘီဘီမိတ်ဆွေပေါင်းတဲ့တဲ့ကစစစစညနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်၎င်းတို့နဲ့ကူတွေပေါင်းဆက်တဲ့လူတွေအဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိယအမှန်ဒီနဲ့နေအာအီအူအေအော အာလို့အေးလို့ဤလို့ပါတဲ့သူတွေတတိသာရှောင်ကြရမှာဖြစ်တယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တရင်ရမယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ6ရက်အတွင်းဝယ်ပါပြ။ရန်နေနောက်ရက်နဲ့ပတ်သက်လို့ကတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စ ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်အောင်ဘက်တွေကခကြီးလွန်နေတာလို့အဆက်အသွယ်ပြတ်တောက်နေတာလို့ဖြစ်တတ်တဲ့ကာလဖြစ်ကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ခြေထောက်လက်ထောက်လေးတွေထုံနာကျင်တာကြိုက်တာခဲတာလေးဖြစ်တတ်ပါလေဘုရားဘာသာကိုးကွယ်တဲ့သူတို့ဒိဋ္ဌံပြီးတမျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ သတ္တတိဝမနုဿတံအောင်မီဆိုပြီးတော့ဒီနေ့ကိုဒီခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုရွေ့လျားနေတာအဲ့ဒီပါစင်ရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စ400 400တောင်း400တိန်40တိန်400တိန်400တောင်းဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အပြာရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအပြင် ကိုဘက်ကနေကံတာစီးရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်လို့ရတဲ့အတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အုံးတို့ကောက်ဆွဲတစ်ဖက်ကစတီစုံလေးတက်အငွေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းစိုက်ပြီးတော့မြဲစွာဖျောင်းကတ်လူပူဇော်လူရန်ပြီးတော့ကိုဖြစ်ချင်တဲ့စန္ဒတွေကိုလေးလေးနက်နက်ရုံရုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းမှပြတယ် ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်။ကံစားတာညံ့ခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ။